ကမ်းဘလူတွင်ပေါ်တာဆွဲဖမ်းဆီးခံထားရသောလူငယ်တစ်ဆယ့်ဦးကပြူစောထီရင်မောင်းကိုတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်။စကိုင်းတိုင်းကမ်းဘလူမြို့နယ်တွင်အကျန်းဖတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်တစ်ဆယ့်ဦးကိုအမှတ်6006တင်ကားတက်ရင်သို့ကားဖြင့်ပို့ဆောင်စဉ်အဆိုပါလူငယ်တစ်ဆယ့်ဦးက ပြူစောတီရင်မောင်းကိုဝိုင်းဝန်းတိုက်ခိုက်တက်ဖြက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကမ်ဘလူခရိုင်အမှတ်3 PDF တည်ရင်ထောက်လန်းရေးတာဝန်ခံကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့်အော်တိုဘာလ15ရက်နေ့တွင်ကမ်ဘလူမြို့နယ်စပယ်နန့်သာရွာပြူစောတီစစ်စေးရေးကိမ်းမှအကြမ်းဖက်စစ်သားများကခရီးသွားလူငယ်10ဦးကိုပေါ့ တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့သို့ပေါ်တာဆွဲဖမ်းဆီးခံရသော လူငယ်များကိုရင်းနှီးညံ့နေပိုင်းတွင်အကြမ်းဖက်စစ်သားများကအမှတ်6ထောင်6တင်ကားတည်ရင်သို့ကားဖြင့်ပို့ဆောင်စဉ်ပြူစောထီးရင်မောင်းကိုပေါ်တာဆွဲခံလူငယ်များကလမ်းခီးတနေရာအရဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီးလက်ပင်းညှစ်လိုက်ကြောင်းထို့ကြောင့်ပြူစောထီးရင်မောင်းပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးလူငယ်၁၀ဦးလုံးလွမြောက်လာကြောင်းသိရသည့်ထို့နောက်လွမြောက်လာသောလူငယ်၁၀ဦးကထွက်ပြေးလာစဉ်ကမ်းဘလူခရိုင်အမှတ်၃ PDF တည်ရင်မှရဲပေါ်မြ အားနှင့်တွေ့ဆုံခဲ့ပြီးကဲတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထိုလူငယ်များသည်တက်ဆယ်မျိုးနယ်ခင်းအင်းမျိုးနယ်ကောင်းမျိုးနယ်ကတာမျိုးနယ်နှင့်မြင်းမှုမျိုးနယ်မှလူငယ်များဖြစ်ပြီးယင်းတို့အားလုံးကိုကမ်းဘလူခရိုင်အမှတ်3 PDF တက်ရင်းမှတာဝန်ရှိသူများကစစ်ဆေးပြီးနောက်မိသားစုထံသို့ပြန်လည်အနှံပေးခဲ့ကြောင်းသိရှိရသည် အောက်တိုဘာ15ရက်နေ့ကစံပယ်နှင့်တာရွာပြူစောတိစစ်ဆေးရေးဂိတ်မှပေါ်တာဆွဲခံရတဲ့လူငယ်30ဦးကရင်မောင်းကိုတက်ပြီးထွက်ပြေးလွတ်မြောက်လာတဲ့ကျွန်တော်တို့စီကို30ဦးလုံးထွက်ပြေး မမြောက်လာခဲ့တာပါသူတို့မိသားစုတွေစီကိုအကုန်လုံးပြန်လဲအနှံပေးခဲ့ပါပြီခုကမ်ဘလူခရိုင်အမှတ်3 PDF တက်ရင်ထောက်လန်းရေးတာဝန်ခံက ပြောဆိုသည်အဆိုပါကမ်ဘလူမျိုးနယ်စံပယ်နန့်တာရွာပြူစောထီစစ်စေးရေးဂိတ်တီပြည်သူ80ခန့်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအမျိုးသမီးနှစ်ဦးကိုမဒိန်ချင်းတပ်ဖြတ်ထားသောကြောင့်ပြည်သူများရင်းဂိတ်စခန်းကိုရှောင်ရှားသွားလာကြရန်ကျွန်းလကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်းအတိပေးပြောဆိုထားသည်